အားလုံးပဲမင်္ဂလာပါ။တချာနီကနေကြိုဆိုပါရစေ။ကျမကတော့မျိုးပါ။ဒီခါမှလည်း M5 level မင်းနာတော်ညီဟွန်ကဖတ်စာအုပ်ထဲကသင်ခန်းစာ9 lesson 7ရဲ့ vocabulary list လေးတွေကိုတူတူလေ့လာဖို့အတွက်ပြင်ဆင်ထားပါဗျ။ပထမဆုံးတွေ့ရမယ့်စကားလုံးလေးက kirimas 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 ဆိုတာကကြတော့ဖြတ်သည်ညှက်သည်လှီးသည်ဆိုတဲ့အဓိပ္ပာယ်နဲ့သက်ရောက်တယ်ပေါ့နော်။ kirimas okurimas okurimas โอคุริมาสโอคุริมาကကြတော့ပို့သည်ပေးပို့သည်ပေါ့เนาะအာဂေမတ်စ်အာဂေမတ်စ်အာဂေမတ်စ်ကကြတော့ပေးသည်ပေးတဲ့လူဘက်ကကြည်တာပေါ့เนาะပေးသည်မိုရာအီမတ်စ်မိုရာအီမတ်စ်မိုရာအီမတ်စ်ကကြတော့စန့်ကျင်ဘက်တစ်ဖက်လက်ခံရယူတဲ့ဘက်ကကြည်တဲ့စကားလုံးလေးပေါ့เนาะလက်ခံရယူသည်ရရှိသည်မိုရာအီမတ်စ်ကာရှိမတ်စ် ခါရှိမတ်ခါရှိမတ်ပေးတဲ့လူဘက်ကနေပြီးတော့သုံးတဲ့စကားလုံးလေးဖြစ်တယ်ငှားပေးသည်ခါရီမတ်ခါရီမတ်ခါရီမတ်လက်ခံတဲ့လူဘက်ကနေပြန်သုံးတဲ့စကားလုံးလေးပေါ့နော်ငှားယူသည်ခါရီမတ်オシエマスオシエマスオシエマスသူလဲပေးတဲ့လူဘက်ကကြည့်တဲ့ပုံစံလေးပေါ့နော်တင်ပေးသည်ဆရာတွေဘာတွေကစာတင်ပေးတယ် ့ oshiemas သူနဲ့ပြောင်းပြန်က nara imas nara imas nara imas ကကြတော့ចောင်းသားတွေဘက်ကနေပြန်ကြည့်တဲ့စကားလုံးလေးเนาะသင်ယူသည် nara imas kakemas 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 ကအဓိပ္ပာယ်အမျိုးမျိုးရှိတယ်ဒီသင်ခန်းစာမှာတော့အဓိကအဖြစ်ဖုန်းဆက်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးမယ်ပေါ့เนาะ ဒါဆိုရင်ဖုန်းဆက်တာကိုသုံးချင်ရင်ဒန်ဝါအိုခါခေမတ်စ်ဒန်ဝါအိုခါခေမတ်စ်ဖုန်းဆက်တီတဲတဲတဲကကြတော့လက်ပေါ့နော်နောက်တစ်ခုကကြတော့ဟတ်ရှိဟတ်ရှိဟတ်ရှိကကြတော့ခောက်ဆွဲစားရင်ထမင်းစားရင်အသုံးပြုတဲ့တူပေါ့နော် chopstick ဟတ်ရှိစူပွန် supon supon က english လို့ s p o o n spon ဆိုတဲ့ဟာလေးကိုကာတာကာနာနဲ့ရေးထားတာဖြစ်ပါတယ် zoom knife 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 ကလည်း english လို့ knife ဆိုတဲ့ဟာလေးကိုကာတာကာနာနဲ့ရေးထားတာဖြစ်တယ်ဒါပေါ့နော် fork 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 ကတော့ english လို့ f o r k fork ခရင်ဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်တယ်ပေါ့နော်အဲ့ဒါကိုကာတာကာနာနဲ့ရေးထားတာ fork ဒီစကားလုံးလေးကိုကွန်ပျူတာလက်ကွက်မှာသို့မဟုတ်ဖုန်းမှာရေးချင်လို့ရှိရင် FO ဆိုပြီးတော့ရေးရင်ဒီစကားလုံးလေးထွက်လာတယ်ပေါ့နော်ဖူလေးနဲ့ဘေးကချီဆိုင် O လေးနဲ့ fork ခုဟာဆာမီဟာဆာမီဟာဆာမီကကြတော့ကကြီးပေါ့နော်ပါဆိုကွန်ပါဆိုကွန်ပါဆိုကွန်က English လို့ဆိုရင် personal computer အဲ့ဒါကိုအတူတူပြောတဲ့ပုံစံမျိုးလေးပေါ့နော်ပါဆိုကွန် laptop လို့ပါလို့ပြောတာဖြစ်ပါတယ် ခဲတိုင်းခဲတိုင်းခဲတိုင်းကကြတော့လက်ကင်ဖုန်းစမတ်ဖုန်းတို့ပါတို့ခဲတိုင်းမဲတို့မဲတို့မဲရူကအင်္ဂလိပ်လို့ဆိုရင် M A I L mail ပေါ့နော် email လို့ဘာလို့ပြောတာဖြစ်ပါတယ်မဲတို့နန်ကကြောနန်ကကြောနန်ကကြောက နှစ်ကူးတွေဘာတွေမှာမိသားစုတစ်ခုနဲ့တစ်ခုနဲ့အဲဒါနှစ်နှစ်တကူးနှုတ်ခွန်းဆက်တဲ့ကပ်ပြားလေးတွေအဲ့လိုမျိုးနှုတ်ခွန်းဆက်လွှာလေးတွေပေါ့နော်နန်ဂါကျော်နှစ်တက်မှာသုံးတာဖြစ်ပါတယ်ဖန်ချီဖန်ချီဖန်ချီကကြတော့စက်ခုလေးတွေကိုဒီအပေါက်ကလေးတွေဖောက်တဲ့ညက်เนี่ยผอกไล่ได้หาบ่เนาะ punch english รู้ส่วน P U N C punch อะห่าโกคาตาคานะเนี่ยต้มพี่รอ punch สักคู่ผอกแท้สัตว์นี้ดิบ่ ဟိုချီခိဆုဟိုချီခိဆုဟိုချီခိဆုကကြတော့ stapler ဒါကြတော့စာရွက်နဲ့စာရွက်နဲ့ကိုညှက်တဲ့အခါမှာသုံးတယ် stapler ဟိုချီခိဆုဆေရိုတိတ်ပူဆေရိုတိတ်ပူဆေရိုတိတ်ပူကကြတော့ဆိုလိုတိတ်ကဲရှိကောမူကဲရှိကောမူကဲရှိကောမူကကြတော့ခဲပြက်ခမိခမိ ခမိကကြတော့စာရွက်တွေသို့မဟုတ်စကူလေးကိုပြောပါဖြစ်ပြောတာဖြစ်ပါတယ်။ဟာနဟာနဟာနကကြတော့ပန်းပေါ့နော်။ရှတ်ဇရှတ်ဇရှတ်ဇကကြတော့ရှက်အင်းကြီး။ပူရဲဇန်တိုပူရဲဇန်တိုပူရဲဇန်တိုခုနကရှတ်ဇကခု present တော့က English စာကိုခဏခဏနဲ့ရေးထားတာဖြစ်ပါတယ်နော်။ present လက်ဆောင် present တော့ နီမိုဇနီမိုဇနီမိုဇကကြတော့အထုပ်အပိုးတွေကိုနီမိုဇလို့ခေါ်ပါတယ်နီမိုဇအိုခါနေအိုခါနေအိုခါနေကပစံသို့မဟုတ်ငွေပေါ့နော်အိုခါနေကိပူကိပူကိပူကကြတော့လက်မှတ်တစ်ကက်ပေါ့နော်ကိပူဥမာယထာတစ်ကက်လားတမို့ရှင်လေဒီ music concert ပွဲတွေဝင်လို့ရတဲ့ ticket လားအဲ့လို keep ပူပေါ့နော်ခရစ်စမတ်ဆိုခရစ်စမတ်ဆိုခရစ်စမတ်ဆိုက Christmas ပေါ့နော် English လို Christmas ကိုခတာခနာနဲ့ရေးထားတာဖြစ်ပါတယ်ချစ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 ်ကအဖေပေါ့နော်ကိုယ့်ရဲ့အဖေကိုနန်စားသုံးချင်ရင်ချစ်ချစ်ဝါတာရှိရဲ့ချစ်ချစ်ပေါ့နော်ဟာ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  ဟာဟာကမမေပေါ့နော်ကိုယ့်ရဲ့အမေကိုနန်းစားသုံးချင်ဟာဟာお父さんお父さんお父さんがじゃろကိုယ့်ရဲ့အဖေကိုလှမ်းခေါ်တဲ့အချိန်မှာお父さんလို့သုံးလို့ရတယ်သူများရဲ့အဖေကိုနန်းစားသုံးချင်お父さんလို့သုံးပါတယ်เนาะစကားပြောပြောတဲ့အချိန်မှာတငငချင်းနဲ့စကား conversation ပြောနေရင်လည်းကိုယ့်ရဲ့အဖေကိုနန်းစားသုံးချင်ဒီお父さんနဲ့မသုံးဘူးခုနကတော့သုံးခဲ့တဲ့ချစ်ချစ်နဲ့သုံးရမယ်เนาะ ။အိုတိုးဆန်ကကြတော့တငယ်ချင်းတို့မို့သူတပားရဲ့အဖေကိုနန်းစားတုံးခြင်းတဲ့အခါမှာတုံးပါတယ်။အိုတိုးဆန်အခါဆန်အခါဆန်အခါဆန်ခုနလိုပဲကိုယ့်ရဲ့အမေကိုမေမေရေးလို့လှမ်းခေါ်ခြင်းအခါဆန်လို့လှမ်းခေါ်လို့ရတယ်။ဒါပေမဲ့ conversation ပြောနေတဲ့အချိန်မှာကိုယ့်ရဲ့အမေကိုနန်းစားတစ်ခုပေါ့နော်။ငါရဲ့အမေကတစ်ခုခုဖြစ်ပါတယ်ဆိုလို့ရှိရင်အခါဆန်နဲ့မသုံးဘဲနဲ့ဟဟလို့ပဲသုံးပေးမယ်နော်။ ခုနကတော့အရှိမသိငယ်တဲ့ဟာဟာကိုသုံးမယ်ဒီအိုခါဆန်ကကြတော့ကိုယ့်ရဲ့အမေမဟုတ်ဘဲနဲ့သူတစ်ပါးရဲ့အမေကိုစကားပြောနေတဲ့ထည့်ပြောတဲ့အခါမှာအိုခါဆန်လို့သုံးပြရမယ်ဥပမာနေ့ရဲ့အမေနေကောင်းရဲ့လားနေ့ရဲ့အမေဘယ်သွားလဲဒါဆိုရင်တငယ်ချင်းရဲ့အမေဖြစ်တဲ့အတွက်သူကိုအိုခါဆန်လို့သုံးပြလို့ရတယ်မိုးမိုးမိုးဆိုတာကပြီးပြီးလုံနှင်ပြီးဆိုတဲ့အဓိပ္ပာယ်နဲ့တက်ရောက်ပါတယ်မာဒမာဒ မတာမတာကခုနမိုးနဲ့ဆန့်ကျင်ဘက်သူကကြတော့မလုပ်ရသေးဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နော် English လို့ဆိုရင် not yet ပေါ့နော်ဥပမာကိုကပစ္စည်းတစ်ခုကိုဝယ်ပြီးသွားပြီလားလို့မေးတဲ့အခါမှာအင်းဝယ်ပြီးပြီလို့ပြောချင်ရင်မိုးခိုင်မတ်တာမိုးခိုင်မတ်တာဆိုရင်ဝယ်ပြီးသွားပြီမဝယ်ရသေးဘူးဆိုရင်မာတာဒက်စ်မာတာဒက်စ်မာတာဒက်စ်ဆိုရင်အခုမဝယ်ရသေးဘူးဒါပေမဲ့ဝယ်တော့ဝယ်မှာအဲအဲ့လိုပုံစံမျိုးပေါ့နော် မိုးခိုင်မတ်တာနဲ့မာရာဒတ်ကပြောင်းမြန်ပေါ့နော်စန့်ကျင်ဘက်ဖြစ်ပါတယ်ခိုရေခါရခိုရေခါရခိုရေခါရအခုမှစ၍အရှိမတခုခုပါမယ်အနောက်မှာစတေကီဒတ်စ်နဲစတေကီဒတ်စ်နဲဒါဆိုရင် နှစ်သက်เสียအောင်နဲ့နော်ဒါပေမဲ့ရှင်လည်းလှလိုက်တာနော်လို့ပြောကြပြောချင်တာပေါ့နော်ဥမာတငယ်ချင်းကဒီမှာအင်ဂျီလက်လာလေးဝတ်ထားရဆိုလို့ရှင် Stekidas နဲ့အဲနှစ်သက်เสียလေးနော်လှလိုက်တာနော်အဲ့လိုမျိုးပြောတဲ့ပုံစံလေးဖြစ်ပါတယ်이라샤이이라샤이이라샤이ဆိုတာကတခါသင်ခဲ့မှုတယ်เนาะအရှိယသင်ခန်းစာမှာ이라샤이마세နဲ့အဓိပ္ပာယ်အတူတူပါပဲ이라샤이ကပို့ပြီးတော့ပေါ့ပေါ့ပါပါပြောတာပေါ့เนาะ ချိုးဆိုပါတယ်သို့မဟုတ်ကြွပါရှင်ပေါ့နော်ဒိုးဆိုအိုအာဂါဒီဂူရာဆိုင်ဒိုးဆိုအိုအာဂါဒီဂူရာဆိုင်ဒီစကားလုံးလေးကအလို့တန်းထမယ်နော်အိုအာဂါဒီဂူရာဆိုင်ဒါကကျေးဇူးပြုရတက်ပါသူရဲ့အိမ်ပေါ်ပေါ့နော်အိမ်အပေါ်ကိုကျေးဇူးပြုရတက်ပါသူမကျေးဇူးပြုရကြွားရောက်ပါကျေးဇူးပြုရဝင်ပါအဲ့လိုမျိုးပြောတာဖြစ်ပါတယ်။ဒိုးဆိုအိုအာဂါဒီခူရာဆိုင်ရှီတရေရှိမတ်ရှီတရေရှိမတ် ရှိသရေအရှိမတ်ရှိသရေရှိမတ်ကကြတော့ကိုကတကားတွေဘာတွေမှာဝင်ခွင့်တောင်းတဲ့ပုံစံမျိုးပေါ့နော်ဥမာအခန်းထဲမှာလူရှိတယ်အဝင်ခွင့်ပြုပါ excuse me ပေါ့နော် may i come in အဲ့လိုပုံစံမျိုးလေးနဲ့တက်ရောက်တယ်ပေါ့နော်ရှိသရေရှိမတ်ခွင့်ပြုပါတော့မဟုတ်ဝင်ခွင့်ပြုပါတကားအထက်ထဲဝင်တဲ့အခါမှာသုံးလို့ရတယ်လို့မျိုးပဲတကားအပြင်ကိုပြန်ထွက်မယ်ဆိုရင်လည်းရှိသရေရှိမတ်လို့ပြောလို့ရတယ်နော်ခွင့်ပြုပါအောင်ခမခွင့်ပြုပါအောင်ရှင့်အဲ့လိုမျိုးသုံးတာပါ အရှိမတခုခုရှိမယ်ဝဣခကသစကဣခကသစကဣခကသစကဆိုတာကဘလို့နေလဲသို့မဟုတ်အစဉ်ပြေရဲ့လားအလိုမိတာဗောနော်ဥပမာကိုကတငယ်ချင်းကိုကော်ဖီလေးတောက်ချင်လားကော်ဖီဆိုဘလို့လဲလို့မေးချင်ရင်ခိုဟီဝဣခကသစကအဲ့လိုမေးလို့ရတယ်ဗောနော်ဒါမှမဟုတ်ရှင်ကွာစပင်းညှက်ဆိုင်မှာစပင်းညှက်ပြီးသွားပြီဗောဣခကသစကစဉ်ပြေရဲ့လားဘလို့လဲအဲ့လိုမျိုးလေးမေးတာဗောနော်ဣခကသစက いただきます。いただきます。いただきます。ထမင်းမစားခင်မှာစားပါတော့မယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်။いただきます。စားပါတော့မယ်။ごちそうさまでした。ごちそうさまでした。နောက်ကでしたလေးကထည့်လဲရတယ်မထည့်လဲရတယ်ごちそうさまပြောလဲရတယ်နော်။ごちそうさまတော့ဟုတ်ごちそうさまでした。ဒါကကြတော့စားတော့လို့ပြီးပါပြီ။ကောင်းကောင်းစားခဲ့ရပါတယ်။ကျေးဇူးတင်ပါတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ပြောတာဖြစ်ပါတယ်။ ဒါဆိုရင်ဒီနေ့ရဲ့ vocabulary list လေးတွေကတော့ဒီလောက်ပဲဖြစ်ပါတယ်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ်သင်ခန်းစာတွေမှာလည်းအတူတူလေ့လာလို့ရအောင်ကျွန်မရဲ့ channel လေးကို subscribe လုပ်ပေးခဲ့ပါနော်။ကြမတ်တာနဲ bye bye